အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလင်းဥတာနဲ့ဇလပိတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလင်းဥတာခံမှတ်ချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရေးကြီးမိုးလင်းဥတာအနေဖြင့်စူပါတိုင်ဖွန်းမုန်တိုင်းကြီးဘူလိုင်းရဲ့နောက်ဆုံးရအခြေအနေများနဲ့အော်တိုဘာလတလလုံးအတွက်မိုးလင်းဥတာနဲ့ဇလပိတာကြိုတင်ခံမှတ်ချက်များနဲ့မြေကြီးချင်းအနေရသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့ပုံတိုင်းပူလိုင်းသတင်းတူးကိုတင်ပြပေးမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းပူလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားပြီးဗီယက်နမ်နိုင်ငံဒါနန်းမြို့ရဲ့မြောက်အနောက်မြောက်ရေမိုင်၈၀ခန်းနဲ့ပင်မြို့ရဲ့အရှိတောင်ဘက်ရေမိုင်၁၄၀ခန်းအကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။အဆိုပါတိုင်ဖွန်းမုန်တိုင်းပူလိုင်းဟာအနောက်အနောက်မြောက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးယနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကိုပင်းနဲ့ဒါနံမြို့အကြားဒုံဟိုင်းမြို့အနီးမှာအကောင်သောအပူပိုင်းမုန်တိုင်းပူလိုင်းအဖြစ်ဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ထိုမှတစဉ်29ရက်9လ2025ရက်နေ့ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းပူလိုင်းဖြစ်၎င်း30ရက်9လ2025ရက်နေ့တွင်လာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်ဖြစ်၎င်းမြန်မာနိုင်ငံကိုလေပြားနဲ့ဆဲအဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီးမိုးစလမှာထုတ်ပြန်ထားတဲ့2025ခုနှစ်အောက်တိုဘာလပတ် မိုးလေဝသနဲ့ဇလဝေရခံမှန်းချက်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အချိန်ဒီကတော့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းရနဲ့ရောင်းသုံးချိန်ဖြစ်ပေါ်လာပြီးနှစ်ချိန်မှာပုံမှုအားကောင်းလာကမှုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်။နောက်တော့မုံတုံလေးရ2025ခုနှစ်အော်တိုဘာလ10ရက်နေ့မှ6ရက်အတွင်းမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသများမှာ၎င်းအော်တိုဘာလ9ရက်နေ့မှ12ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ၎င်းဆုတ်ခွာသွားပေါ်ရရှိပါတယ်။ဘင်္ဂလားပင်လယ်အော်အရှိအရှိမြောက်ပိုင်းမှာမိုးတိမ်အထင်အထင်ဖြစ်ထွန်းလာပြီး ကပ်ပလီပင်လယ်ပြင်နဲ့ချမ်ပင်ကလာပင်လယ်အော်တို့မှာမဟုတ်တုံလေးအားအနေငယ်မှာအားတင်းတင်းရှိနေပါမယ်။မိုးအခြေအနေနဲ့မိုးရွာရဲ့မိုးရွာသမှုအခြေအနေမှာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာရွာသွန်းမြတ်ထက်ပိုနိုင်ပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မုံပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြတ်ခန့်မိုးတိချုံရွာနိုင်ပါတယ်။ ရောင်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ14ရက်မှ20ရက်ခန့်နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ10ရက်မှ13ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။မြေအခြေအနေကတော့2025ခုနှစ်အောက်တိုဘာလအတွင်းဒုထဗရီမြေဟာမြေငယ်မြို့မှာတစ်ကြိမ်ခန့်စစ်တောင်းမြေဟာတောင်ကုန်မြို့နဲ့မတောင်းမြို့မှာတစ်ကြိမ်ခန့်စီ ပဲကိုးမြင့်ဟာပဲကိုးမြို့မှာတစ်ချိန်ခန့်တန်လွင်မြင့်ဟာဖန်အမ်မြို့မှာတစ်ချိန်ခန့်တောင်းရင်မြင့်ဟာမြဝတီမြို့မှာတစ်ချိန်ခန့်တိုးမြင့်ဟာမအူရီမြို့မှာတစ်ချိန်ခန့်ဘီးလင်းမြင့်ဟာဘီးလင်းမြို့မှာတစ်ချိန်ခန့်ရင်းမြို့ဤစိုးရင်ရေမှန်များအသေးသေးအထက်သို့ကျော်လွန်ရောက်ရှိနိုင်ပါတယ်ဆက်လက်ပြီးမုံတိုင်းမိုးတိထန်စွာရွာသွန်းခြင်းကြောင့်မြင့်ရှန်ခြင်းအခြေအနေသတိပေးချက်များနဲ့မြင့်ရှန်ခြင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ29ရက်ကုလ2025ရနေ့နနက်6:00ခွဲချိန်တိုင်းထွာခြင်းအရာမြင့်ရှန်ခြင်းကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ ြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်ခတ်ပြန်တက်လာပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့37ဒီဂရီဆယ်စီယက်နဲ့ယနေ့အနည်းဆုံးအပူချိန်ကတော့18.8ဒီဂရီဆယ်စီယက်ဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆွေးရည်မှတ်1100စင်တီမီတာလို့ရောက်ရှိရန်998စင်တီမီတာ26ပေကျော်ကန်အလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါပဲထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ရောင်ရီမြစ်အထက်ပိုင်းမှာမိုးအသင်းတင်ရှိနေမှာပဲရန်ဖန်ရန်ခါရောင်ရီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရီမိုးသီးထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်ပိုင်းစုံဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခနဲ့မလိခမြဝန်းဒေသများမှာမုန်တိုင်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနိုင်ပါတယ်။အေရီမြို့တချောင်းနဲ့ချင်းရွှေမြို့တချောင်းမြေကန်းဒီမြင်းနှိမ်ဒေသများနဲ့မြင်းနူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြတဲ့တောင်သူကြီးများနဲ့ရေလုံသားများ ARR မြင့်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာကျင်းရွှေမြေရေးစီနေကိုဆက်လက်တင်ပြပေးပါမယ်ကန်ဒီမြေဟာမင်းကညနေကနေ12နာရီအတွင်းပေဝက်ကြော်ခန့်ပြန်တက်လာပါတယ်မုံရမြေဟာမင်းကညနေကနေ12နာရီအတွင်း3လမခန့်ထက်တက်လာပါတယ်ကျင်းရွှေမြေအထက်ပိုင်းမှာလက်တလုံးမိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါမယ်ယခုရက်ပိုင်းတွင်ကျင်းရွှေမြေတို့တခြားနယ်မြို့များအားလုံးမှာအကြပတ်သူဥတီနေအောင်မှာဖြစ်ပါတယ် ချင်းရမြေအတက်ကြပုံမှန်နေထားကမှရှိနေပြီးထူးကန်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းမြေဟာပြေးပြေးချင်းဆက်လက်တက်နေအောင်ပါပဲဟောင်မလင်ဖောင်းပြေမော်လိုက်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာမျိုးတို့ရဲ့မြေကြီးများဟာပြေးပြေးချင်းဆက်လက်ကြဆင်းနေပါမယ် ARR မြေအခြေအနေကတော့ပမော်မြေဟာပြေးပြေးချင်းဆက်လက်ကြဆင်းနေပါမယ်မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်ရွှေကူကတာထီးကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦးချောက်အောင်လံပြီး စိတ်သာမျိုးတွေရဲ့မြည်ရည်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟိဒရာမြည်ရည်ဟာအတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဇလုံးမြည်ရည်ဟာအတက်ကြမရှိရပ်တန့်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ERM မြည်ရည်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးမိုးစလောက်မှာနောက်ဆုံးထုတ်ပြန်ထားတဲ့အထူးမိုးလေဝသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ မနေ့ကမြန်မာစံတော်ချိန်15:30အချိန်တိုက်ထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေခြင်းကြောင့်၎င်းတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်မုန်တိုင်းဘူလိုက်မှပြတ်ထွက်လာသောတိမ်တိုက်များကြောင့်၎င်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ရဲ့လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းယနေ့ညနေမှ3ရက်10လ2025ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ဝင်တဲ့တစ်ချောင်းနဲ့ကဲလိုပင်လယ်မြေတို့မှာရန်ဖန်ရန်ခါမိုးတက်လီပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစင်ရေပြင်းမြေပြင်းလေဟာတနအိကို35မိုင်ဒီတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြမာမြမာကန်ယုံနဲ့တခြားနဲ့ကန်လွန်ပင်လေပြင်းတို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။တို့ပြပါရဲ့မိုးသီထန်သွားရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပြခြင်းလျှက်စီးလက်ခြင်းမိုးသီတွေ့ခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာနေတွင် နေထိုင်ကြသောသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်နေတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှပ်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တန်းရေးနဲ့ဆိုင်ပြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာနောက်ထပ်ပြီးဒီကနေ့ကမိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားမလယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ရအောင်ပါဘင်္ဂလားမလယ်အော်အခြေအနေကတော့နောက်တော့မုံတုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေတာများမှဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုံတုံလေးအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုံတုံလေးအားအသင့်တင်ရှိနေပါမယ် ဒီကနေ့မနက်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရင်ရွာနှုံးပြဖြစ်ပါတယ်။ဒီကနေ့မိုးနှံချိန်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲ န္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။ရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မနက်ဖြန်မိုးလေဝသခန့်မှန်းချက်ကတော့ နေပြီးတော့မှနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။တဝယ်မြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။မြေကြီးလားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လာရှိုမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။ချိုင်းတုံမြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်ခင်ဗျာ။မိုးထိန်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့သခိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာမိုးထိန်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေးရှားနေရာတစ်လျှောက်မိုးရသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း မိုးတီချုံခြင်းမိုးကျပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသွေးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာမြဝချုံပေါ်မုန်တမခွေမော်တန်နဲ့နိုင်ကန်ရန်တခြားနိုင်ငံလုံးပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလေဟာတနအီကို35မိုင်အထိတက်ခိုင်နိုင်ပါတယ်။လိုင်းမြန်မာမြို့ဝကျုံပေါ်မုံတမခွေမော်တန်နဲ့နိုင်ကန်ရန်တခြားနိုင်ငံလုံးပင်လယ်ပြင်တို့မှာ7ပေမှ12ပေကရှိနိုင်ပါတယ်။ မြမပင်လေမြမလှိုင်းတဲ့နေ့မှာလှိုင်းကြည့်နိုင်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30တိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြေမှာရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့မှာရှစ်ပေမှဆယ်ပေကန့်ရှိနိုင်ပါတယ်။နောက်တဲ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရရိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါမယ်။ နေပြည်တော်နဲ့နေတော်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေတော်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးထချင်တဲ့ချိန်ထချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်မန္တလေးမြို့နယ်နေတော်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခင်ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်းလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ